ကိုယ့်ရဲ့အိမ်တည်းအိမ်မှာကောင်းတဲ့နေရာဌာနဘယ်ရင်အလိုပြောရမလဲဆိုတော့အိဋ္ဌဌာနပေါ့ကောင်းမဲ့သောနေရာဌာနရှိသလိုမကောင်းတဲ့နေရာဌာနတွေလည်းရှိတယ်အဲ့တော့ဘယ်ရင်မှာကအပြောအဆိုတွေကကောင်းတဲ့နေရာကိုအိဋ္ဌလို့ပြောတယ်မကောင်းတဲ့နေရာကိုအနိဋ္ဌလို့ပြောတယ်ဒါပေမဲ့ကျွန်တော်အဲ့ဒီကိစ္စကကျွန်တော်မပြောတော့ဘူးဘာဖြစ်လို့လဲဆိုတော့တချို့လူတွေကဘယ်ရင်နဲ့အလန်းဝဲတဲ့လူတွေဒီအိဋ္ဌအနိဋ္ဌဆိုရှုပ်သွားမယ်ကောင်းခြင်းဆိုးခြင်းနဲ့ပြောပြမယ် အဲ့တော့အိမ်မှာဗေနီယာတရားကောင်းတယ်ကျွန်တော်မိတ်ဆွေတွေတီးပြီးသားကျွန်တော်ပြောမှသိမှာမဟုတ်ဘူးတီးပြီးသားလေကို့အိမ်ရဲ့ဘုရားကျောင်းဆောင်ကို့အိမ်ရဲ့အိမ်ရှိအကန်ကို့အိမ်ရှိရဲ့အိမ်ရှိဥပဒေစာလို့ဟာမျိုးတွေကအကောင်းသဘောဆောင်တာပေါ့မင်္ဂလာရှိရဲ့နေရာလေးလို့ပြောလို့ရတာပေါ့အဲ့လိုပဲကို့ရဲ့အိမ်တော်ဖွေးအိမ်ချေရင် အိမ်သားလိုဟာမျိုးတွေอ่ะအိမ်ရဲ့နိုင်ကြတဲ့နေရာအညာအခိုက်တွေဖြစ်တဲ့နေရာလို့သတ်မှတ်ပြီးသားတွေပါအဲ့တော့ခုနကအပေါင်းသဘောအဆိုးသဘောအကောင်းသဘောအဆိုးသဘောတွေပေါင်းခြင်းလုပ်ခြင်းတွေဘယ်ပေါင်းခြင်းလုပ်ခြင်းတွေဖယ်လိုက်တော့ကောင်းခြင်းဆိုခြင်းတွေကြည့်မှဆိုရင်ကိုယ့်ရဲ့အိမ်ဖျားစင်မှာဖျားပန်းနေညှိုးချောင်းနေတယ်ဖုန်တွေတက်နေတယ်ပင်ကူမြင်တွေတက်နေတယ် ကိုရင်ရှိမှလည်းရှုပ်ပွားပြီးတော့ပီချပီညပတ်နေတယ်ရှုပ်ချက်ခတ်နေတယ်ဆိုရင်ဘာနဲ့တူလဲဆိုတော့အပေါင်းနဲ့အနှုတ်နဲ့တွားပြီးတော့ပေါင်းမိတယ်လို့ဖြစ်တာအဲ့ဒီတော့ထွက်လာမယ်လို့ဇက်ဒီအနှုတ်သဘောဆောင်သွားမှာပဲဒီလိုသမီးကလည်းအစင်မပြည့်ဖြစ်မယ်အိမ်ဝင်မသားမယာဖြစ်မယ်စီးပွားရေးတွေရှာလို့ဖူးလို့မကောင်းအောင်ဝေဝင်နေကြက်လာမယ် ငွေကြီးဆိုင်ရတဲ့ကိစ္စတွေခက်ခဲလာမယ်။ဝင်လာတဲ့ငွေတွေကလည်းမမြဲဘူးအကြောင်းမျိုးနဲ့ထွက်ဆိုတဲ့အားမျိုးတွေဖြစ်လာမှာပေါ့။အဲ့တော့တခုအစင်မပြေဘူးဖြစ်ပြီးဆိုတာနဲ့နောက်နောက်ခုတွေနောက်ခုတွေနောက်ခုတွေကမှအဖော်တွေအပေါင်းတွေနဲ့လိုက်ပြီးတော့အစင်မပြေဘူးဆိုတဲ့ကိစ္စတွေကတောက်လျှောက်ဖြစ်လာတာ။အဲ့တော့တကယ်တကယ်ကိုယ်အိမ်မှာရှိတဲ့ဖရားစင်ဖရားမလေးကိုဝေးစားနေအောင်ဖရားလေးကိုဖရားရှင်ကိုတပ်ပယ်ထားမယ်ပူဇော်ထားမယ်။အာဖရားစင်ကြည်လိုက်ပြီဆိုအမလေးညီတို့ဖရားစင်ကြည်လိုက်တာ။ မင်္ဂလာရှိလိုက်တာအမလေးဆိုလောက်ဒီဝါချီချင်စိတ်ပြီးပေါက်သွားမယ်အဲ့ရှိကြည့်လိုက်ပြီဆိုတော့အဲအိမ်ကလားပတ်ဆက်မရှိတာအိမ်မှာလို့တတ်တတ်ရရကလေးဟဲ့တကယ်ကိုမလေးအိမ်လေးရနေခြင်းစရာလေးဆိုတဲ့ပုံစံမျိုးဖြစ်လာပြီဆိုရင်မဘူးနဲ့တော့ကျွန်တော်မိတ်ဆွေတွေလာလာခွာလေးပွန်းလာတော့မယ်စီးပွားရေးတွေလုပ်ငန်းကိုင်းငန်းတွေဖြစ်လာလာတော့မယ်ကောင်းခြင်းတွေဆက်လာတော့မယ်အဲ့တော့ဘာလဲဆိုတော့ ကောင်းတဲ့နေရာကိုအကောင်းထဲလိုက်တာအပေါင်းကိုအပေါင်းချင်းပေါင်းလိုက်တဲ့သဘောဖြစ်တယ်။အဲ့ဒီတော့ဘေးကထွက်လာတဲ့ရဇတ်တီအပေါင်းလက္ခဏာအကောင်းချင်းတွေပဲထွက်လာဖို့များပါတယ်။ထွက်လာဖို့များတာမဟုတ်ဘူးထွက်ဖို့ထွက်လာရမယ်။ရှင်းရှင်းလေးပဲအဲ့အဲ့ဒါဒီပုံစံလေးပဲ။အဲ့ဒါအပေါင်းအပေါင်းချင်းပေါင်းရင်ဘက်ကအပေါင်းထွက်တဲ့သေးကြတဲ့ဆိုရင်ကောင်းလာကောင်းလာချင်းပေါင်းလိုက်မယ်ဆိုရင်ကျွန်တော်မိတ်ဆွေတွေမှာ ဘာကခင်းစရာရှိလဲကောင်းလာပြီပေါ့ကဲအဲ့တော့ကိုအိမ်ကဘုရားရှင်ဘုရားကျောင်းဆောင်ကိုရဲ့အိမ်ရှိတန်းတန်းရှင်းရှင်းထားမယ်ဘန်းလေးလည်းဝေးစွာနေအောင်အကုန်လုံးလူမြင်လိုက်ပြီဆိုရင်စိတ်ထဲမှာကြည်နိုးတော့ထားလိုက်မယ်ဆိုရင်ကျွန်တော်မိတ်ဆွေတွေကောင်းကြီးနဲ့မင်္ဂလာတွေပြည်စုံလာပါလိမ့်မယ်အကိုရဲ့အိမ်တော်ဖွေး အေးချင်းလို့ဟာမျိုးမှာခုနကညက်ပတ်တဲ့ပြီးချားနဲ့ပွေးပွားနေတယ်ဆိုရင်လေဒါအနှုံအနှုံချင်းပေါင်းလာဖြစ်တဲ့အတွက်ကောင်းပါတယ်ဟာဖရားစင်ကတော့ညက်ပတ်ပြီးအိရှိကမှတော့ညက်ပတ်လျှောက်သွားပြီးမိဖို့ကြောင့်တော့မှမတန်ရှင်တက်ရပြီးတော့အာအိနာမှာခုနကပြောင်းလက်နေအောင်စေးထားတယ်ဆိုရင်တော့အဲ့ဒါဆိုရင်တော့ဘေရင်နီးနဲ့စမ်းကျင်သွားပြီကမောက်ကမှလည်းဖြစ်လို့မယ်ငွေဝင်မှုတွေငွေစည်းစိမ်မှုတွေရပ်တန့်သွားတယ် ဇီဝရေးလုပ်ငန်းလဲပတ်မှုတွေရပ်တန့်သွားတော့မှာအဲ့တော့ဘာပဲဖြစ်ဖြစ်ကျွန်တော်မိတ်ဆွေတယ်အိမ်ဖရားစဉ်ဖရားကန်းဖရားចောင်းဆောင်ဧကန်းနေမှာတန်တန်ရှင်းရှင်းထားပြီတော့ကဲနေစနံအမြလတ်လာပါလေခေါ်လိုက်ရအောင်ပါကဲကျွန်တော်မိတ်ဆွေတွေအားလုံးကိုစိတ်နာဖရားចမ်းမှာចမ်းတာတော့မုန်တိုင်းကြပါစေကာကြည်သုံးပါရန်သူမျိုးငါးပါးပြေပါလေကောင်းစွာကြိုးလာတော့မုန်တိုင်းကြပါစေလို့ဆိုတောင်းမြတ်တာများလေး 不打雷吧那边。